Gravela ကံဝင်ကြီး Craig Jones နဲ့တောင်လေ့ကျင့်နေပြီးတော့သူ့ကိုဆွဲလှန်နိုင်မယ်ထင်ရင်မှတော့မယ်လို့ Markachev ကိုတတိပေးလိုက်တဲ့ Magdalena ပရိသတ်များလုံးမဲ့မင်္ဂလာပါများ Manchester Football ဆိုတာတင်ဆက်နေပါပြီ UFC 322ရဲ့ကောင်ပွဲစဉ်ကြီးမှာ Jack Taylor Magdalena က Islam Markachev နဲ့ထိတိုက်ရင်ဆိုင်ရမယ့်အခြေအနေကိုရောက်ရှိနေပါပြီဒီခြေအနေကတကယ်ဆိုရင်တော့အတော်လေးစိတ်လုံရှားစရာကောင်းပါပြီဇန်ညိုရေးသားရတော့ဒီပွဲမှာ Markachev ကပဲစားသွားဖို့များနေတဲ့အောင်ထင်ရပါပြီ Magdalena ကို short drop ထားလို့မရပါဘူး မတလန်နာကလည်းသူ့ပြိုင်ဘက်ပေါ်ဘလောက်တောင်းလေးလေးနက်နက်တည်တည်ချာချာပြင်ဆင်ထားသလဲဆိုတာသူ့ရဲ့ပြောစကားတွေကနေတိတတာတွေ့နေရပါလိမ့်မကာချက်ဖ်နဲ့ရှင်မြိုင်ထိုးသက်သွားမဲ့ပွဲနဲ့ပတ်သက်လို့မတလန်နာကကျွန်တော်ရဲ့ BJJ နဲ့ Grappling ဘိုင်းအတွက်ကနဝင်းကြီး Garrett Jones နဲ့အတူတူပူးတွဲလေ့ကျင့်ပြီးတော့တည်ချာပြင်ဆင်ထားပါလိမ့်သူ့ရဲ့ timing session တွေကပြင်းထန်ပေမဲ့အဆင်ပြေပါလိမ့်ကျွန်တော် Grappling ဘိုင်းနေမှာလဲပို့ပြီးတော့တွေ့တက်လာနေပါလိမ့်ပရိသတ်ရင်မြင်ဘူးတာကကျွန်တော်ရဲ့60ခိုင်နှုန်းတော့စွမ်းဆောင်ရီကိုပါတရားခိုင်နှုန်းချမပြရသေးပါဘူး အစ္စလာမကချက်ဖြစ်အင်တာဗျူးတွေကိုလည်းကြည့်ပြပါလိမ့်သူကကျွန်တော်ကိုဆွဲလဲလို့ရမယ်အသာစီးကစားခွင့်ရမယ်လို့ထင်နေတော့သူမှားသွားပါလိမ့်မယ်သူ့ကိုအံ့အားသင့်သွားအောင်စွမ်းဆောင်ပြပါမယ်လို့ကြွေးကြော်ထားပါလိမ့် UFC 322ပြိုင်ပွဲကြီးက2015ခုနှစ်နိုဝင်ဘာ15ရက်နေ့မှာ American New York မြို့က Madison Square Garden မှာကျင်းပမယ့်ပွဲဒီပွဲဖြစ်ပါတယ်။ဒီပွဲဟာ UFC ရဲ့ New York မြို့ကို12ကြိမ်မြောက်ပြန်လည်ရောက်ရှိမှုဖြစ်ပြီးတော့2024ခုနှစ် UFC 309ပြီးတဲ့နောက်ပထမဆုံးကြိမ်ပြန်လာတာဖြစ်ပါတယ်။ဒီပွဲရဲ့အဓိကဆွဲဆောင်မှုကတော့ Welterweight Championship အတွက်ထိတ်တရင်ဆိုင်မှုဖြစ်ပါလိမ့်။လက်ရှိချန်ပီယံမတ်တလန်နာကသူရဲ့ကပတ်ကိုစိန်ခေါ်မှုပြုလုပ်လာတဲ့မာကာချက်ဖြစ်လက်ထဲပါမသွားအောင်ကာကွယ်ရမှာဖြစ်ပါလိမ့်။မာကာချက်ဖာ2025ခုနှစ်မေလမှာသူရဲ့ Lightweight ကပတ်ကိုဆွန့်လွှတ်ခဲ့ပြီးတော့ Welterweight မှာအခွင့်အလမ်းအစ်ကိုရှာဖွေနေတာဖြစ်ပြီးတော့ UFC ရဲ့ဝိတ်တန်းတစ်ခုချန်ပီယံထဲမှာပါဝင်နိုင်ဖို့ပြင်မှတ်ထားလို့နေပါရီမက်ဒလနာဟာသူရဲ့ချန်ပီယံဆိုင်ရာစိတ်ဓာတ်ကိုဒီအင်တာဗျူးမှာကောင်းကောင်းမွန်မွန်ပြသသွားတယ်လို့ဆိုရမှာပါသူရဲ့ပြောစကားအရကျွန်တော်ရဲ့ BJJ နဲ့ Grappling ဘိုင်းအတွက် ကန်ဝင်းကြီးခရစ်ဂျုံနဲ့အတူတူပူတွဲလေ့ကျင့်ပြီးတော့တရားပြင်ဆင်ထားပါတယ်ဆိုတဲ့အချက်ဟာအလွန်ရေးကြည်ပါတယ်ခရစ်ဂျုံဆိုတာက Brazilian Jiu-Jitsu လောကမှာနာမည်ကြီး grappler တယောက်ဖြစ်ပြီးတော့သူ့လိုကျွမ်းကျင်သူနဲ့လေ့ကျင့်တဲ့ဆိုတာမာကာချက်ရဲ့အဓိကအားသာချက်ဖြစ်တဲ့ ground game ဘိုင်းကိုတိုက်ရိုက်ကာကွယ်ဖို့ပြင်ဆင်တာဖြစ်ပါတယ်ပရိသတ်တွေမြင်မှုတာကျွန်တော်ရဲ့60ရာခိုင်နှုန်းသောစွမ်းဆောင်ရည်ကိုပါတရားခိုင်နှုန်းချမပြရသေးပါဘူးဆိုတဲ့ဇာတ်ကားမှာသူကပုံမကောင်းမွန်တဲ့စွမ်းရည်တွေရှိနေသေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်နေပါတယ် ဒါကပြိသက်အတွက်ရောပြိုင်ဘက်အတွက်ပါစဉ်းစားစရာကောင်းတဲ့ဇာတ်ကားဖြစ်ပါလိမ့်။သူကကျွန်တော်ကိုဆွဲလှဲလို့သာရမယ်။အသာကြီးကစားခွင့်ရမယ်ထင်နေတော့သူမှားသွားပါလိမ့်မယ်။သူ့ကိုအားအသင့်သွားလို့စွမ်းဆောင်ပြပါမယ်ဆိုတဲ့ဇာတ်ကားဟာမာကာချက်အတွက်သတိပေးချက်တစ်ခုလို့ဖြစ်နေပါလိမ့်။မာကာချက်ဟာ ground game နဲ့ကြော်ကြားသူဖြစ်တာမလို့မက်ဒလန်နာကဒီအသာချက်ကိုချိုးနိုင်မှုအဆင်သင့်ရှိနေပြီလို့ဆိုထားတာပါ။မာကာချက်ကလည်းလက်ရှိချိန်ထိ UFC မှာတပွဲမှမရှုံးသေးတဲ့ကြောက်စရာကောင်းတဲ့ကစားမတစ်ယောက်ဖြစ်ပါလိမ့်။ သူရဲ့အသချက်တွေကတော့ Compass Sample ကနေဆင်းသက်လာတဲ့မြေပြင်ကစားနည်းစွမ်းရည်တွေဖြစ်ပြီးတော့လက်ရှိမှာတော့ Eagles MMA အသင်းကနေလေ့ကျင့်နေပါ ರೀ သူက South Boston Fighter ဖြစ်ပါ ರೀ ဒီပွဲရဲ့တော့ချက်ကတော့ Grappling နဲ့ Striking ဘသူကဘလို့ချိုးနိုင်နိုင်မလဲဆိုတာပါ Madalena ကတော့ Magachev တဲ့ပုံမကောင်းမွန်တဲ့ Striking ရှိပါ ರೀ သူကစားခဲ့တဲ့ပွဲတိုင်းမှာဒါကိုသူကအခိုင်အမာတက်တည်ပြထားပြီးလည်းဖြစ်ပါ ರೀ နောက်ပြီးတော့ Madison Square Garden မှာကစားရတာမို့လို့ Asian ပြည်သက်တွေအားပေးမှုကိုသူအနေနဲ့ရရှိနိုင်အောင်မှာလည်းဖြစ်ပါ ರೀ လက်ရှိချန်ပီယံဖြစ်တာမလို့ယုံကြည်မှုပြည့်နေကစားသွားမှာဖြစ်ပြီးတော့မာကာချက်ကိုသတိကြီးကြီးထားဂိုင်တွေသွားမယ်လို့မျှော်လင့်ရပါတယ်ညီကိုရကရော်ဒီပွဲမှာဘယ်သူနိုင်မယ်ထင်ကြလိမ့်မယ်မာကာချက်ကိုနိုင်မို့လွယ်လောက်ပါမလားဆွေးနွေးပေးသွားခဲ့ကြပါဦးမယ်စုံနေလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မယ်